မိတ်ဆွေကအခုထိုင်းကိုအလဲတွားဖို့ပြင်ဆင်နေတာလားဒါမှမဟုတ်လက်ရှိထိုင်းမှာနေထိုင်ပြီးသားတူလားဘလိုပဲဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့အလဲပတ်တွက်တီဖြစ်စေနေထိုင်တီဖြစ်စေထိုင်းနိုင်ငံမှာမလုံးမီဖို့အထူးပြုပြရမယ့်အချက်တွေကိုကျွန်တော်ပြောပြပေးသွားပါမယ်။စวัสดีค่ะစวัสดีค่ะ Welcome to Thailand What you should not do in Thailand ်ပထမဆုံးအနေနဲ့ထိုင်းနိုင်ငံကဘရင်အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးဆဲနိုင်ငံဖြစ်လို့ထိုင်းတော်ဝင်မိသားစုများကိုနှုတ်ဖြင့်ဖြစ်စေကိုလည်းအမှုရာဖြင့်ဖြစ်စေမစော်ကန်းမပြစ်မမိဖို့ကိုအထူးကယူပြုရပါမယ်အကယ်လို့စော်ကန်းပြစ်မခဲမိပါကလူမျိုးဘာသာအတက်အရွယ်မရွေးပဲတော်ဝင်မိသားစုကိုကောက်ကွယ်ပေးထားတဲ့ပြည်မှုဆိုင်ရာဥပဒေတွေနဲ့ပြစ်ဒဏ်ပေးခံရနိုင်ပါတယ် ပြီးရင်ဒေါ်ဝင်းမီတာစုကိုစော်ကားလို့မရတလို့ထိုင်ဘက်ငွေမှာထိုင်းနိုင်ငံရဲ့ပြင်ပုံကိုပေါ်နေထားတာကြောင့်ဘက်ငွေကို6000တက်နေတာတွေဆုတ်ဖြဲတာတွေမိရှို့တာတွေမလုပ်ပဲရိုရိုတေတေနဲ့ကိုကင်တွယ်ရမှာပဲဖြစ်ပါတယ်နောက်ပြီးထိုင်းနိုင်ငံကဗုဒ္ဓဘာသာထွန်ကားတဲ့နိုင်ငံဖြစ်တယ်လို့ဗုဒ္ဓဘာသာကိုအထူးကိုးကွယ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဒါကြောင့်ဘုရားကျောင်းစေတီဘရာဝန်အတွင်းတွေတွေ့တဲ့အခါမှာအတူပြည့်ဝချင်းကိုအထူးတလဲတမ်းမြှထားပါတယ်။ ထုံနီတူအစိုးရရုံးတွေကိုတွားတဲ့အခါမှာလဲခန်းတွေကအတူပြက်ဝတ်တာတွေကိုမကြိုက်ကြတလို့ဝတ်လဲမဝတ်တင်ပါဘူး။နောက်ပြီးထိုင်းလူမျိုးတွေကယဉ်ကျေးမှုကို အလေးထားတဲ့နိုင်ငံဖြစ်လို့တအူးနဲ့တအူးတွေ့ကြတဲ့အခါတိုင်းမှာစวัสดีค่ะ สวัสดีค่ะ Welcome to Thailand สวัสดีครับ สบายดีไหมเนี่ยအမြင်တော့ဆက်ပြီးယူဒီလီဆာမှုကိုပြကြပါတယ်။ဒါကြောင့်ထိုင်းရောက်တဲ့အခါမှာထိုင်းဘာသာစကားနဲ့နှုတ်ဆက်တတ်အောင်လဲတင်ထားရပါမယ်။ နောက်ပြီးထိုင်းမှာကလက်ညှိုးထိုးပြီးညွန်ပြတာကိုအနာတုံးပြီးခိုင်းတယ်လို့ဖြစ်လို့ထိုင်းလူမျိုးအများစုကမကြိုက်ကြပါဘူးဒီနေရာမှာကိုကတခုခုမေ့ချင်တာဖြစ်စေညွန်ပြချင်တာဖြစ်စေလက်ညှိုးအစားထိုးလက်ဖွာလေးဖြန့်ပြီးတော့ယူတီလေးစားမှုကိုပြတ်တတ်နိုင်ပါတယ် ထိုင်းလူမျိုးတွေကစကားပြောချင်းချင်းတိမ်မွေ့ယုံတင်မကပဲအနေထိုင်လဲအေးပါတယ်။ဒါကြောင့်အများတူငါလူစီကားရနေရာတွေဖြစ်တဲ့အပန်းဖေပန်းချံဆေးယုံဘတ်စကားပေါ်အစိုးရယုံနဲ့အခြားသော public area တွေမှာမိလူကိုအနှောင်ချက်ဖြစ်အောင်စကားအကျယ်ကြီးမပြောတင်တယ်လို့အော်ဟစ်ဆဲဆိုချိန်မွန်တာတွေကိုလည်းလုံးဝမလုံးမိဖို့ကိုအထူးတတိထားရပါမယ်။နောက်ပြီးထိုင်းနိုင်ငံကခိမီတိုတက်တဲ့နိုင်ငံဖြစ်တဲ့အငီးရင်စီကန်လန်စီကန်နဲ့အထူးတင်ကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာကားဆိုင်ကမောင်းတဲ့အခါမှာအကြောင်းမဲ့ hunting တွေမလုပ်ရပါဘူး။ရင်ကြောတွေပိတ်ဆို့နေချိန်မှာအနောက်ကရင်ကရှေ့ရင်ကိုဟွန်တီချင်းမရမကကြော်တက်ချင်းတွေကိုလည်းလုံးလုံးမရပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံမှာလမ်းဘလောက်ပိတ်ပိတ်ကားဘလောက်ချက်ချက်ဟွန်တန်လုံးဝမထွက်ပါဘူး။ရင်မောင်းမဲ့ဒူတိုင်းလဲရင်မောင်းလိုင်စင်မဖြစ်မနေကိုရှိကိုရှေ့ရပါမယ်။ပြီးရင်ထိုင်းတွေကစနစ်တကျတန်းစီတဲ့စနစ်ကိုလည်းလိုင်းနာကျင့်တုံကြပါလေ။ တန်းအချောင်းအများတူငါတန်းစီရမယ့်နေရာမှာစီမကျော်ပေါမကျော်အလဲမကျော်ပဲစနစ်တကျတန်းစီမှတာဘေးလူရဲ့ချက်ဆက်ကောင်းတဲ့အကြည့်တွေမခံရမှာဖြစ်ပါတယ်။နောက်ပြီးထိုင်းနိုင်ငံစာတောက်ဆိုင်တွေမှာစပွဲထိုးကို ခေါ်တဲ့အခါမှာချွတ်ချွတ်ချဲချဲကျွတ်ကျွတ်အတန်နဲ့ခေါ်လို့မရပါဘူး။ဒီလိုတုံတုံမျိုးကိုတုံပြီးခေါ်ချင်းတာရိုင်းဆိုင်တဲ့အတုံတုံဖြစ်တတ်မှတ်ထားကြပါလေ။တားချောင်းကိုကတဆုံတယောက်ကိုခေါ်လိုပါကအတက်ရွယ်ပေါ်မူတည်ပြီး pick up non cup တုံပြီးခေါ်နိုင်ပါလေ။ พี่คะ เออมี Wi-Fi ไหมคะ Wi-Fi แล้วค่ะโอเค ขอบคุณค่ะเราจะเช็คกับซาตอกสายในแท้มา ลูกยิงเจมัวยังเซลิตอกจ้าเล่ไม่ရှိပါဘူးဒါကြောင့် public area တွေမှာဆေးလိတတာတွေကိုအထူးချောင်ကျင်ရပါမယ်။နောက်ပြီးမူရေးဆေးလိအရက်ဒေစာတွေကိုအချိန်ကန့်တန့်နဲ့တာရောင်းဝယ်ခွင့်ပြုထားတာပါ။ပြီးရင်အရင်ကထိုင်းလူမျိုးတွေဟာမြန်မာနေတူကွန်ရကိုဝါခဲ့ကြပေမဲ့ အခုချိန်မှာတော့ကိုမချင်းကိုဆွန့်လွတ်ခဲ့ကြပါပြီ။ဒါကြောင့်ထိုင်းနိုင်ငံမှာလူကြတူကြကိုမပီးငင်းငစ်ပပကွန်တတွေးထွေးတာတွေလာမပလက်ဖောင်းတွေမှာငင်းပတ်တဲ့ကွန်တထွေးတွေလည်းတွေးမြင်ရမှာမဟုတ်ပါဘူး။ဒါကြောင့်ထိုင်းရောက်ဆွေမြန်မာများလည်းလူကြတူကြကိုမချင်းလာမတွေထပ်မှာငင်းငစ်ပပကွန်တတွေးထွေးခြင်းကိုအထူးဆောင်ရှားကြဖို့တတိပေးရင်ထိုင်းနိုင်ငံမှာအဆင်ပြေပြေနဲ့ကျော်ရွှင်စွာလည်းပတ်နေထိုင်နိုင်ကြစေဖို့ချောင်ရံဆောင်ရံအချက်တချို့ကိုတင်ပြပြီးတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါရစေ။ ကျွန်တော်ရဲ့တာဝန် credit channel မှာဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။